နေလေရင်လာတော့ကျောင်းသားတွေတကွဲတပြဲပြေးကုန်လာတယ်နဲ့အဲ့မှာသူသူကအတက်ကငါးနှစ်ကျော်ပဲရှိသေးတော့ဒါနဲ့တိတ်မပြေးနဲ့ဘာမှအဲ့မတီးတော့သူလာတဲ့အတိုင်းပဲပြန်လာတော့အဲ့မှာလေရင်တင်းပြန်တော့သူငြင်းကြည့်နေတယ်နဲ့သူလည်းတယောက်သေးဆိုတော့အဲ့ဒီမှာဖြစ်တော့မင်းကစာရုံးမျိုးလေချောင်းတိုက်ခိုက်ခံရမှုအတွင်ငါးနှစ်အရွယ်သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဖခင်တယောက်ကပြောပြနေတာပါ မောင်စန်းလေးမျိုးအောင်ဟာတဦးတည်းသောသားဖြစ်ပြီးတော့အခုမှ ပထမဆုံးကြောင်းတက်ရတဲ့နှစ်ဖြစ်တယ်လို့ဆိုပါတယ်။လေကြောင်းမတိုက်ခိုက်ခံရခင်အချိန်မှာမောင်စန်းလေးမျိုးအောင်ဟာကြောင်းကနေပြန်လာနေတာပါ။လေရင်ဘုံလာကြတာကိုနားမလည်သေးတဲ့အတွက်သူ့အသက်ကိုနှုတ်ယူသွားမဲ့လေရင်ဘော်ကဘုံကြတာကိုနောက်ဆုံးအချိန်မှာငေးကြည့်နေခဲ့မိမှာပါလို့ဖခင်ဖြစ်သူကဆိုပါတယ်။တဦးတည်းသောသားဖြစ်သူကိုဆုံးရှုံးသွားရတဲ့ဖခင်တယောက်အနေနဲ့ဝမ်းနည်းမှုကိုမဖော်ပြနိုင်လောက်အောင် ခံစားနေရတယ်လို့ဆိုပါတယ်။ တိုက်ပွဲမဟုတ်တဲ့ကလေးတွေရှိတဲ့နေရာကိုလေရင်ကဘားကြောက်လာကျဲတယ်လဲဆိုတာကိုလည်းသူနားမလည်နိုင်ဖြစ်နေပါတယ်။ကျင်းမယ်ဆိုရင်လည်း you are you are ဒီတို့ရှိတဲ့နေရာမကျဲပဲသူတို့ရန်တို့ရှိတဲ့စခန်းတွေမှာကျင်းကသူတို့တို့လည်းကိုဖြစ်ရောက်တယ်လို့ပဲပြောဆိုတယ်။ဟုတ်ပါမှသူတို့တို့ရန်တို့လည်းမဟုတ်တဲ့ဒီတို့ကလေးတွေရှိတဲ့နေရာပဲပြီးတော့ဘယ်လိုပြောရမှန်းမသိတော့ စရုံမျိုးပေါ်ဈေးနဲ့စာတင်ကြောင်းအနည်းကိုစစ်ကော်မရှင်လေးတက်ကစက်တမ29ရက်မွန်းလွဲပိုင်းနဲ့ညနေပိုင်းမှာလေကြောင်းနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အရေးတိုက်ခိုက်မှုအတွင်းမှာမောင်စန်းလေးမျိုးအောင်နဲ့နောက်ထပ်ကလေးငယ်တယောက်အပါအဝင်ဒေသခံပြည်သူ၈ယောက်ဟာနေရာမှာတင်သေဆုံးခဲ့ကြပါတယ်။ဒီကနေ့စက်တမ30ရက်နေ့မနက်ပိုင်းအထိဒဏ်ရာရရှိတဲ့သူအထက်ကနောက်ထပ်၃ယောက်သေဆုံးသွားတာကြောင့် သေဆုံးသူစုစုပေါင်းဟာ၁၁ယောက်အထိတိုးလာနေတယ်လို့ကရားရည်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးစီကနေသိရပါဗျ။အဲလုံးဝမလုပ်ဖြစ်တဲ့လုပ်ပြီးပါပဲ။ဘာလို့ကိုရှိတာကတော့ပထမပြစ်တာကတော့အားပါပဲ။ဒုတိယအချင်းပြန်ပြစ်တာကတော့ဒီကေစီရေးလုပ်နေတဲ့အချင်းကိုဖတ်ပြတဲ့သဘောဖြစ်ပါတယ်။စိတ်ပေါ်နေရမှာတော့မပြောလို့ပါဘူး။ခုလိုမျိုးဒီဟာတွေမှာပြည်သူလူထုရှိတဲ့နေရာအကြောင်းတွေမှာဘုံကျဲပြီးမှ နည်းငယ်ပိုင်းမှာပြန်ပြီးမှဖြစ်တာတော့ဒါကေစီလုတ်တဲ့အဖွဲ့တွေကိုပြန်ဖြစ်တဲ့သဘောဖြစ်ပါလေဒါလူမဆာနဲ့ဖြစ်စားဖြစ်ပါလေလက်တလုံးမှာလေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ကလင်းငယ်နှစ်ယောက်အပါအဝင်6ယောက်ပြင်းထန်ဒဏ်ရာနဲ့ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါဗျ။စာရုံးမြို့ဟာတရုတ်နယ်စပ်မြို့ဖြစ်တဲ့ကမ်ပိုင်တီမြို့ရဲ့အနောက်ဘက်25မိုင်လောက်အကွာမှာတည်ရှိပြီးတော့ KIA ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လဇန်ပိုင်းမှာသိမ်းပိုက်ထိန်းချုပ်ထားတာပါ။ ဝိုင်းမော်မြို့နယ်လမြန်ဘက်မှာတော့ KIA နဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီမဲ့စရုံးမှာတော့တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိပဲစစ်ကောင်မရှင်တပ်ကရည်ပဲချက်ရှိရှိအရသားတွေကိုတိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ရှင်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပြည်သူတွေကိုကူညီနိုင်ကြမယ် သိပြီးထိတ်ခေါ်လိုက်ပါစေ